you ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် Flowsaw Democratic Party ၏မူဝါဒသဘောထားနှင့် လုပ်ငန်းစဉ်များကို ဟောပြောထုတ်လွှင့်ခွင့်ပြုပေးသော နိုင်ငံတော်နှင့်သက်ဆိုင်ရာတာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်မြန်မာပြည်တော်ဝန်လုံး၌မိတင်းနေထိုင်ကြသော ယဟန်ရှင်လူတိုင်းရင်းသာပြည်သူအလုံးတို့ကို ကိုစိတ်နှပြစမ်းမချမ်းသာကြပါစေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေရန်နှင့်ကပ်ဘေးပေါင်းမှကင်းဝေးကြပါစေဟုဥစွာနှုတ်ခွန်းဆက်သဆုမွန်ကောင်းတောင်းအပ်ပါသည်ကျွန်တော်တို့နေထိုင်သော ပြည်တော်စုတမဒမြန်မာနိုင်ငံတော်ကြီးသည် ရှေးအစဉ်ဆက်ကကိုလိုနီနှစ်ချက်စနစ်နှင့်ဖက်စစ်စနစ်တို့၏ကျူးကျော်အုပ်စိုးလွှမ်းမိုးမှုကြောင့်လွတ်လပ်ခြင်းတရားမျှတခြင်း ငင်းချမ်းချင်းများကိုနိုင်ငံသူနိုင်ငံသားများလက်လွတ်ဆုံးရှုံးခဲ့ကြရသည်ထိုစဉ်က တိုင်းသားအလုံးတို့သည် စီလုံးညီညွတ်စွာဖြင့်နေချက်ဆန့်ကျင်ရေးအတွက်အသက်ပေါင်းများစွာ စတေးခဲ့ကြရပြီး AD 1948ခုနှစ်ဇန်နဝါရီ4ရက်နေ့ရောက်ရှိမှသာလွတ်လပ်သော အချုပ်ချာအာဏာပိုင် နိုင်ငံတော်ကြီးဖြစ်လာကကမ္ဘာလေတွင်မမမမရက်တီနိုင်ခဲ့ကြသည် လောကကဘာ၌လူအချင်းချင်းကိုချင်းစာတရားကိုအခြေခံပြီးဘက်လိုက်ခြင်းညင်းဆဲခြင်းအနိုင်ကျင့်ခြင်းခွဲခြားဆက်ဆံခြင်းကျူးကျော်ရန်စခြင်းခေါင်းပုံဖြတ်အမျက်ထုတ်ခြင်းမရှိပါက ပရိပခဟူသည်တစ်ဖက်နှင့်တစ်ဖက်တစ်ဖွဲ့နှင့်တစ်ဖွဲ့တစုနှင့်တစုတနိုင်ငံနှင့်တနိုင်ငံရံပြုတ်ခြင်းတိုက်ခိုက်ခြင်းဖြစ်ပေါ်လာရန်အကြောင်းမရှိပေ ပရိပခများကြောက်သာ လောကလူသားများလူမှုခွင့်ရေးဆိုင်ရာခံစားခွင့်များလက်လစ်ဆုံးရှုံးခဲ့ကြရပေသည်ကျွန်ုပ်တို့ Flowsaw Democratic Party သည်လူသားများနှင့်ဆိုင်သော လူမှုခွင့်ရေးများကို အလေးထားမိမထီမဲ့မြေမပြုရလူသားတိုင်းလူသားတို့၏အကျင့်သိက္ခာကိုတံပိုးထားလေးစားလိုက်နာမိရက်ဆက်တန်းကျုပ်ခြင်းမပြုငြိမ်းချမ်းသောနီလန်ဖြစ်အဖြစ်ရှာမိ လွတ်လပ်စွာပြောဆိုရေးသားခွင့်လွတ်လပ်စွာကိုယ်ွယ်ယုံကြည်ခွင့်လွတ်လပ်စွာအသက်မွေးမြူခွင့်ရှိရမည်စိုးရိမ်ခြင်းကြောက်ရွံ့ခြင်းချုံငဲ့ခြင်းကင်းရမည်တိုင်းသားပြည်သူများလိုလားတောင်းတနေသောစစ်မှန်သောငြိမ်းချမ်းရေးပေါ်ပေါက်လာစေရန်ကောင်းမွန်သောစိတ်ဆန္ဒဖြင့်ဒီဇိုင်းမမတ်ကြိုးစားဆောင်ရွက်သွားမည်ဟုတရားမြတ်တရှင်ပြိုင်မှုဖြစ်ကြောင်းမဲဆန္ဒရှင်ပြည်내သူပြည်내သားများအားအသိပေးကြွေးကြော်ကြေညာပါသည် ကျွန်ုပ်တို့ Flowsoor Democratic Party သည်တိုင်းရင်းသားလူမျိုးများချင်းချင်းညီညွတ်ရေးနှင့်ပြည်ထောင်စုကြီးညီညွတ်ရေးသဘောတရားတို့ကိုဥထိပ်ပန်ဆင်လျက်နိုင်ငံတော်ကြီး၌တရားမျှတခြင်းလွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟုသော လောကပါဠိတရားများဖြစ်ထွန်းတည်တံ့စေရန်လွတ်ငါရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်သည် မဲဆန္ဒရှင်ပြည်သူများအနေဖြင့်2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုအစလည်းအဆုံးသုံးပါးလုံး၌တရားမျှတလွတ်လပ်သောရွေးကောက်ပွဲဖြစ်ရန်ကျွန်ုပ်တို့နှင့်အတူပူးပေါင်းပါဝင်စေလိုပါသည် လူသားတိုင်းဤအခွင့်အရေးကို အာမခံနိုင်ရန်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်နှင့် ပြည်နယ်လွတ်တော်အသီးသီးတို့တွင် Flowsower Democratic Party မှကိုစားပြုခွင့်ကိုမဲဆန္ဒရှင်ပြည်သူပြည်သားများအားအသိပေးခြင်းဖြစ်ပါသည်ကျွန်တို့ပါတီသည် ကကြီးကပပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးမူဝါဒခခွေအချင်းချင်းမိဟုမပြက် ပေါင်းတင်ဆက်ဆံရေးမူဝါဒနှင့်ခငယ်ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးမူဝါဒစသည့်တို့ဖြင့်ဥတီချက် ချမှတ်တည်ထောင်ထားသောပါတီကြီးဖြစ်သည် ဤမြသာမကပဲအကျမ်းမဖက်သောအကျမ်းဖက်အုပ်ချုပ်မှုမရှိသောနိုင်ငံရေးမူဝါဒကိုကျင့်သုံးဆောက်တည်သည့်ပါတီကြီးဖြစ်ပါသည်ကျွန်တော်တို့ပါတီသည်မငင်းဆဲခြင်းအဟိန္တအမန်ကိုသာ ပြောဆိုခြင်းအသစ်စဘာဒနာမခိုးဝဲ့ခြင်းအထေရမြတ်သောအကျင့်ကျင့်ခြင်းမြမစရိယာမိမိအတွက်မသိမ့်ပိုက်ခြင်းအပရိအပရိကဟဒီဟုသော လူသားတို့၏ ခြင်းဝင်၅ဖြာကိုလည်းလေးစားလိုက်နာသောပါတီကြီးဖြစ်သည် ကိုချင်းတိတ်ခါကိုအဓိကထားပြီးမြင့်မြတ်တန်ဖိုးရှိသော လူမှုဘဝတီထောင်ရေးအတွက်လမ်းညွန်ပြသောပါတီကြီးဖြစ်သည် နိုင်ငံအတွက် လူမျိုးအတွက် အများပြည်သူအတွက် အနစ်နာခံနိုင်သူများအဖြစ် စုပေါင်း၍ကြိုးစားအားထုတ်ဆောင်ရွက်မိပါတီဖြစ်ပါသည်ကျွန်ုပ်တို့ Plosoor Democratic Party ၏အခြေခံမူဝါဒများမှာအောက်တွင် ဖော်ပြပါအတိုင်းဖြစ်သည်၁ ကရင်မျိုးသားတို့၏ယဉ်ကျေးမှု စာပေဘာသာစကားရိုးရာဓလေ့နှင့်ထုံးတမ်းစင်လာတို့ကို ထိမ့်သိမ်းဆောက်ရှောက်မီနှင့်လွတ်လပ်မှုနှင့်တက်ဆိုင်သောအခွင့်အရေးများရပိုင်ခွင့်များနှင့်အမျိုးသား၏အခွင့်အရေးများကိုကရင်အမျိုးသားအတိုင်းဝိုင်းတွင်၌သာမကပဲမိမိနှင့်တက်ဆိုင်သောလူပေါင်းအတိုင်းဝိုင်းတစ်ရက်လုံးရရှိခံစားနိုင်အောင်သက်ဝင်လှူရှာကြိုးပမ်းဆောင်ရွက်မီ၃ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်ထောင်စုကြီးတည်ထောင်ရာတွင် တိုင်းသားအလုံးစီးလုံးညီညွတ်မှုရှိရေးပါတူညီမျှရှိရေးမန်ကန်မှုနှင့်တရားမျှတမှုရှိရေးငြိမ်းချမ်းမှုရရှိရေးအတွက်အစွမ်းကုန်ဂျိုးပန်းဆောင်ရွက်မည်၄ကရင်တမျိုးသားလုံးနှင့် တိုင်းသားအလုံးအတွက်လွတ်လပ်ပြီးငြိမ်းချမ်းသာယာဝပျော်သောဘဝကို ဖန်တီးနိုင်ရန်ကြီးနိုင်ငံရေးမူဝါဒကိုစန့်ကျင်ကန့်ကွက်တိုက်ဖြတ်မည် ငါကရင်တမျိုးသားလုံး၏အကျိုးစီးပွားနှင့် လူမှုဘဝသာယာဝပြော၏အတွက်မိသူကိုများမထိခိုက်စေဘဲတရားဥပဒေနှင့်ညီဂျိုပန်းဆောင်ရွက်မည်6ကရင်တမျိုးသားလုံး၏အကျိုးစီးပွားကိုထိခိုက်ပျက်စီးစေမည့်မူဝါဒများပြုမူဆောင်ရွက်ချက်များကို တရားဥပဒေနှင့်ညီအစွမ်းကုန်ခုခံဆောင်ရွက်မည်9ကရင်တမျိုးသားလုံး၏နိုင်ငံရေးစီးပွားရေးနှင့်လူမှုရေးရာစသည်တို့ကိုခင့်နှင့်ညီတိုးတက်ဖွံ့ဖြိုးလာအောင်အားထုတ်ဆောင်ရွက်မည် ယနေ့ခေတ်ကာလ၌လူသားအဖွဲ့အစည်းအသီးသီးတွင်ကိုယ်ပိုင်အမြင်ရှိကြသည် ကိုယ်ပိုင်ခံယူချက်လည်းရှိကြသည်ကိုယ်ပိုင်အမြင်ကိုယ်ပိုင်ခံယူချက်ဖြင့်အရာခတ်သိမ်းကို ရှုမြင်သုံးသပ်တတ်ကြပေသည်ထို့သောရှုမြင်သုံးသပ်ခြင်းသည် မွေးရာပါလူအခွင့်ရေးပင်ဖြစ်သည်ယနေ့ပြည်ပြည်ဆိုင်ရာကမ္ဘာလူမှုအဖွဲ့အစည်းတိုင်းကို ကြည်မီဆိုပါက အသိပညာခေါင်းပွားမှုလောဘဒေါသကြီးမားမှု တဘာဝဘေးယောဂါထူပြောမှုများကြောင့်ကမ္ဘာလူသားများပင်မစင်းရဲစွာလောက်ကင်စားပေါက်နေထိုင်ကြရပေသည်ထို့သောဖြစ်ရသည်မှာမမှန်ကန်သောနိုင်ငံရေးဝါဒမမှန်ကန်သောဖွံ့ဖြိုးရေးစီမံကိန်းများကြောင့်ဖြစ်ရသည်ဆိုပါကငင်းဆန်ရန်ခက်ခဲပေလိမ့်မည်ထို့ကြောင့်လည်းလူမှုဖွဲ့စည်းများ၌ပဋိပက္ခနှင့် ပြဿနာများထူပြောလာခြင်းဖြစ်သည် တနည်းအားဖြင့်လူမှုဖွဲ့စည်းအတွင်စီးလုံးညီညွတ်မှုပြိုကွဲလာကာ ကျူးကျော်မှုရံပြုမှုများကြောင့်လူမှုရေးအဆောက်အုံကြီးတစ်ခုလုံးအတွက်စိုးရင်ကြောက်ကြစရာကြီးဖြစ်လာပါသည် ထို့သောမဖြစ်ရလေအောင်ကျွန်တို့ပါတီကြီးကပြည်တော်စုဘွားတိုင်းသားများနှင့်အတူကရင်တမျိုးသားလုံးလုံးဤဒန်းလူညီများရေးတရားမျှတရေးလွတ်လပ်ရေးတာယာဝပြောရင်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးစသည့်တို့ကိုအခြေခံပြီးပြည်တော်စုမပြိုကွဲရေးတိုင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ရည်မှန်းချက်ကြီးစွာထားရှိသော ပါတီကြီးဖြစ်ပါသည်၁လူသားတို့၏အခွင့်အရေးတက်ရှိမှန်သမျှကိုလေးစားမည်၂အကြမ်းမဖက်ခြင်းတရားအဟိတမံကံမှုတရား true တရားမျှတခြင်း justice တို့ကိုလေးစားလိုက်နာမည်၃တရားမျှတသောမိဟုမပြတ်ပူပေါင်းဆောင်ရွက်ခြင်းမူနှင့်ကမ္ဘာငြိမ်းချမ်းရေးမှုများကိုလိုက်နာမည်၄ မတရားမှုဟူသမျှကိုပြည်သူနှင့်အတူငြင်းချမ်းသောနီလန်းဖြင့်ဆန့်ကျင်တိုက်ဖြတ်မည်၅မြမအမျိုးသားများထိမ့်သိမ်းဆောက်ရှောက်လာခဲ့သောရိုးရာရင်ကျေးမှုဒလိထုံတန်းအစဉ်လာများကို မပြောက်မပြက်အောင် ထိမ့်သိမ်းကာကွယ်ဆောက်ရှောက်ခြင်းကို အားပေးကူညီမည်၆ လူသားတိုင်းစိုးရိမ်ကြောက်ရွံ့ခြင်းမှကင်းဝင်းအောင်မံကံမှု အကျမ်းမဖက်မှုတရားမျှတမှုများထွန်းကားလာအောင်ပြည်သူနှင့်အတူပူးပေါင်းဆောင်ရွက်မည်ခုနှစ်မိမိတိုင်းပြည်အပေါ်မတရားကင်တွယ်ခြင်းခေါင်းပုံဖြတ်အမျက်ထုတ်ခြင်းခြေလှယ်ခြင်းအခွင့်အာဏာသုံးခြင်းဖိနှိပ်ခြင်းများပြုလုပ်လာသူဟုသည်မကင်းဝင်းစေရန် ပြည်သူများနှင့်အတူအကျမ်းမဖက်သောနီလန့်ဖြင့်အောင်မြင်မှုရသည့်တိုင်အောင်ပူးပေါင်းဆောင်ရွက်မည်ရှစ် ကြီးနိုင်ငံရင်မပြုတ်ချင်းကိုလိုက်နာပြီးလူသားမဆန်သော ခွဲခြားဆက်ဆံမှုဘယ်လိုက်မှု လူမှုပြစ်ပယ်မှုများကိုရှောင်ရှားမီကိုအရာခတ်သိမ်းကိုလေးစားမှုတရားမျှတမှုပွင့်လင်းမြင်သာမှုဖြင့်ဆက်ဆံမီတဆယ်မိမိတို့၏အတွင်းစိတ်ရောက်ရဲမှုကိုကြန့်ခိုင်အောင်တိဆောက်ပြီးစင်ချင်ချင်းသုံးသက်ချင်းစူးစမ်းချင်းတွေးခေါ်ချင်းစွန့်စားခြင်းများကိုအသိပညာတတ္တိသုံးမျိုးကိုအသုံးချ၍လူမှုဆင်းရဲခြင်းမှာ ကင်းဝင်းအောင်ဆောင်ရွက်မည်ဆက်တပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိတိုင်းရင်းသားများနှင့်အတူငြိမ်းချမ်းသာယာဝပြောရေးစီးလုံးညီညွတ်ရေးဒန်းလူညီမျှရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်ထောက်ရငြိမ်းချမ်းရေးတည်ထောင်ခံပြန်အောင်အားထုတ်ဖော်ဆောင်မည်ဆက်နှင့်အမျိုးသားကျိုးစီးပွားကို၎င်းလူမျိုးကို၎င်းဖြစ်စီတိုက်ဖြက်ဝါမြုံမြင့်နိုင်ငံရေးမူဝါဒ NLP မြင့်အယူဆနှင့်မာရင်သောလောက်ရက်များကိုဥပဒေနှင့်အညီခုခံကောက်ွယ်ဆောင်ရွက်မည် 73တမျိုးသားလုံးဤနိုင်ငံရေးစီးပွားရေးနှင့် လူမှုရေးရာများကိုခင်းနှီးညီတိုးတက်ဖွံ့ဖြိုးလောက်အောင်အားထုတ်မည်74ကိုကျိုးကို ရှေ့တန်းမတင်ပဲအများအကျိုးကိုဦးစားပေးကာအမုန်းမဆွက်အကြမ်းမဖက်ဖဲလိုက်မှုကင်းသောနိုင်ငံရေးမူဝါဒများကို လက်ကင်ထားလျက်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စုနိုင်ငံတော်ကြီးကို တိုင်းရင်းသားညီနောင်များနှင့်အတူတကွ ပူးပေါင်းတည်ဆောက်မည်ဟုသောနိုင်ငံရေးမူဝါဒများထားရှိလျက်သဘောထားကြီးစွာဖြင့်စ조사အထုတ်ဆောင်ရွက်ပါမည်ဟုမိမိတို့၏ပါတီသဘောထားအားပန်ကြားအသိပေးအပ်ပါသည်ပလောဇဝါဒီမိုကရက်တစ်ပါတီသည်ရွေချက်သဘောထားများကိုအခြေခံပြီးအောက်ပါလုပ်ငန်းစဉ်များကိုချမှတ်အကောင့်တေဖို့ဆောင်ရွက်သွားမည်ဖြစ်သည်၁ ရင်လူမျိုးတို့၏အခွင့်အရေးကိုဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်နှင့်အညီပေါ်ပေါက်လာမည်ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်မည်နှင့် Flowsower Democratic Party သည်ကရင်ပြည်နယ်အတွင်းရှိကရင်အမျိုးသားများသာမကအနေနဲ့ရရရှိကရင်မျိုးသားတို့၏အကျိုးစီးပွားကိုဥပဒေနှင့်အညီပေါ်ဆောင်မည်၃ကရင်မျိုးသားတို့၏အရေးကိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲ၌ဝင်ရောက်ရှင်ပြိုင်မည်၄ ကရင်ပြည်နယ်အတွင်းရှိကရင်မျိုးသားများနှင့်အနေနယ်ရရရှိကရင်မျိုးသားများအားလုံးအတူတကွစီလုံးညီညွတ်စွာဖြင့်ကရင်မျိုးသားတို့၏အကျိုးစီးပွားအတွက်ပူးပေါင်းဆောင်ရွက်နိုင်ရန်နီလန်းရှာဖွေမည်၅ပြည်သူတရလုံး၏စီးပွားရေးနှင့်လူမှုရေးတို့ကိုဥပဒေနှင့်ညီဆောင်ရွက်နိုင်ရန်ကူညီဆောက်ရှောက်မည်၆အမုန်းမဆွဲအကြမ်းမဖက်သောနိုင်ငံရေးမူဝါဒကိုလက်ခံလက်ခံထားပြီးတမျိုးသားလုံးစီလုံးညီညွတ်ရေးအတွက်ရည်ရွယ်ကား လုပ်ငန်းစဉ်များချက်မှတ်ဆောင်ရွက်မည်ခုနှစ်စစ်မှန်သောထာဝရငင်းချမ်းရေးဖြစ်ပေါ်လာစေရန်အာသွန်ခွန်ဆိုင်ကျူးမန်းဆောင်ရွက်မည်ဟုလုပ်ငန်းစဉ်များချက်မှတ်ထားပါသည်မြစ်တာအာတီတကျွန်ုပ်တို့ဖလိုဆိုဒီမိုကရက်တစ်ပါတီသည်ကင်းပြည်နယ်ရှိပြည်နယ်သူပြည်နယ်သားများနှင့်အတူဖြစ်တည်ပေါ်ပေါက်လာသောပါတီကြီးတစ်ခုဖြစ်သည့်နေ့ညီ ကရင်ပြည်နယ်သူပြည်နယ်သားတို့ဤလူမှုအကျိုးစီးပွားကိစ္စရပ်များသာမကဒေသအဖွံ့ဖြိုးရေးကိစ္စရပ်များကိုပါကရင်ပြည်နယ်သူကင်းပြည်နယ်သားများနှင့်အတူဒုက္ခတုခများကို အတူတကွမြောက်ရေခံစားတွေ့ကြုံသိမြင်ရသော ပါတီဖြစ်သည်တို့ဖြစ်၍လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခင်းကျင်းပြည်ပခအခြေအနေများကိုကြော်လွားနိုင်ရန်အတွက်မဲဆန္ဒရှင်ပြည်နယ်သူပြည်နယ်သားတို့ဤငြိမ်းချမ်းသောစိတ်ဆန္ဒဖြင့် အားပေးထောက်ခံမှုများကိုကျွန်ုပ်တို့ Flowsword Democratic Party မှအထူးလိုလားလျက်ရှိပါသည်။ယခုလာမီ2025ခုနှစ်ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲတွင်ကရင်ပြည်နယ်တစ်ခုလုံး၏လွတ်တော်သုံးရက်၌ကျွန်ုပ်တို့၏ပါတီသည်ဝင်ရောက်ရှင်ပြိုင်မည်ဖြစ်သောကြောင့်မဲဆန္ဒရှင်များအနေဖြင့်မိမိတို့၏တံပိုးထားသောစန္ဒမဲများကိုရွေးကောက်ပွဲတွင်အတူတကွပူးပေါင်းပါဝင်ပေးနိုင်ကြပါယံ မေတ္တာအာတိတဖြင့်ဆန္ဒပြုအတိပေးအပ်ပါသည်လောက၌မိသည့်အကျိုးအာနိသင်များ၌မဆိုလူလက်စွာခံစားခွင့်လူလက်စွာတွေးခေါ်ခွင့်လူလက်စွာကူးကွယ်ယုံကြည်ခွင့်လူလက်စွာနေထိုင်လောက်ကင်ခွင့်ဟူသောအခွင့်ရေးအတွက်မိသည့်ဥပဒေများဖြင့်မဆန့်ကျင်ဘဲကကြီးလူလက်ချင်းခခွေညီညွတ်ချင်းဂငယ်တရားမျှတခြင်းဟူသောအမျိုးသားရဲ့အနှစ်သာရ သုံးပါးကိုနှလုံးသွင်းလေလောကပါလတရားပြည်စုံထွန်းကားစီရန်ကျွန်ုပ်တို့ Flowsor Democratic Party ကတာဝန်ယူဆောင်ရွက်ပေးပါမည်ဟု အလေးနဲ့ကတိပြုပါသည်ယဟန်ရှင်လူပြည်သူပြည်သားအပေါင်းကိုစိတ်နှပါစမ်းမချမ်းသာကြပါစေ ကပ်ဘီအပေါင်းမှကင်းဝင်လူမြောက်ကြပါစေဟုဆုတောင်းပေးလျက်ဏိဂုံချုပ်အပ်ပါသည် အောဆွန်လာဆိုင်အောဆုလာကော လူတော့တော့ဘလို့စဝါလောခွေလူတော့တော့ဘလို့စဝါလောဘလို့စဘလို့စလူခွေနဲ့ဘလို့စဝါမကင်းစိုးမျိုးစိတော့တော့လောမော်ယိုမော်ယိုလေး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 မော်ယိုအောင်မြင်နေနေအေးဟေးမြန်မာပြည်မှာနေမြန်မာတမို့ပြရမလေးလက်တော့ကြတော့ဟေးမြန်မာပြည်မှာလေဘယ်နိုင်ငံမှာ 系列要锐，那如神马系列？嘿，哎嘿，你们那个妈呢？你们他妈到底要不嘞？除了睡觉，走嘞？哎哎哎嘿，他们他妈的呢？他们要闹了，把把的，就是搞这种，哎哎哎，我有我有哩哩。